AI artificial intelligence ပေါ့ဒါကျွန်တော်တို့ကိုကဲတင်ပါလားဒါမှမဟုတ်ဖြစ်စီပြန်ပါလားဟမ် AI နဲ့ပတ်သက်ပြီးတော့ပါဆက်ဖြစ်မလဲဆိုရင်မိကုံးရဲ့အဖြေကတခုတည်းမဟုတ်ပါဘူးတကယ်တော့ဒါဟာဖြစ်နိုင်ခြေရှိတဲ့အနာဂတ်လေးခု လူသားတွေ short down နေတဲ့လမ်းကြောင်းလေးဆိုရင်ကိုဖြစ်သွားမယ် key sense တခုလိုပါပဲကဲအတူတူလည်လာကြည့်လိုက်ကြရအောင် AI ရဲ့အနာဂတ်ဆိုတာအဝေးကြီးမှလို့ထင်နေလားဟုတ်ပြီဒီစကားကိုကြည့်လိုက်ပါ ကျွန်တော်တို့ကထူးဆန်းတဲ့ဂျိုသားစိတ်တစ်ခုကိုဖန်တီးပြီးသွားပြီတယ်ဆိုလိုတာကအနာဂတ်ကလာတော့မှာမဟုတ်တော့ဘူးတော်တော်များများကတော့ဒီမှာအခုရောက်နေနေမိပြီဗျာကဲဒါကတော့ဒီနေ့ကျွန်တော်တို့သွားမယ့်ခရီးစဉ်ပေါ့လက်ရှိအခြေအနေကနေစမယ်ပြီးရင်လုံးဝမတူတဲ့အနာဂတ်ဇာတ်လမ်း၄ခုကိုတစ်ခုချင်းစီကြည့်သွားမယ်နောက်ဆုံးမှာတော့အရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုအကြောင်းကိုဆွေးနွေးကြမယ်ဟုတ်ပြီပထမဆုံးအပိုင်းပေါ့ AI ကဒီမှာရှိနေနေပြီ တကယ်လက်တွေ့အခြေအနေကစိတ်ကူးထားတာတဲ့တောင်ပေါ်ပြထူးစားနေတယ်ဗျာအနာဂတ်အကြောင်းမပြောခင်လေအခုကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့ AI ကဘာတွေလုပ်နိုင်နေပြီလဲဆိုတာကိုအရင်လုံးရှင်းရှင်းလင်းလင်းတည်တာဖို့လိုတယ်ဒီစကားကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လက်ရှိ AI ရဲ့အခြေအနေကိုတစ်ချက်နဲ့နဲ့ဖော်ပြသွားတာပဲခဏတော့စဉ်းစားကြည့်လေကျွန်တော်တို့လူသားတွေဆိုတာရေနဲ့ဓာတုချက်ပေါင်းနဲ့ထည့်ထားတဲ့8 day ကိုသူကဆိုတယ်အဲ့ဒီကျွန်တော်တို့က silicon ပြောရရင် တဲပွင့်လေးတွေကိုစနစ်တကျစီးပြီးတော့ကျွန်တော်တို့လိုတွေးခိုင်းနေတာတတိတော့မယုံနိုင်စရာပဲနော်ဒါပေမဲ့တစ်ဖက်မှာလည်းဒါကကျွန်တော်တို့ဖန်တီးလိုက်တဲ့ညံရီဟာကျွန်တော်တို့နဲ့ဘလောက်တောင်မတူဘူးလဲဆိုတာကိုသတိပေးနေတယ်လို့ပဲဆိုတော့ဒါတွေကအခုလက်ရှိအခြေအနေပဲအဆမပေါ့ AI ကဘာတွေလုပ်နိုင်လဲပုံအတုတယ်အတန်အတုတယ်ယုံစရာကောင်းအောင်လုပ်နိုင်တယ်စာမေးဝဲခက်ခဲခဲတွေကိုအောင်တယ်ဒါပေမဲ့တစ်ဖက်မှာကြတော့လေမဟုတ်မှန်တာတွေကိုအတီးပေါက်ကြီးဖန်တီးပြီးပြောတတ်တယ် အဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ရဲ့တရင်အချက်လက်ပတ်ဝန်းကျင်တစ်ခုလုံးကရှုပ်ရှက်ခတ်နေပြီအဲဒီချက်တဲ့ပေါ်မှာအခြေခံပြီးတော့မှရှေ့ဆက်မဲ့အနာဂတ်ဇလန်၄ခုကိုကျွန်တော်တို့ကြည့်သွားမှာပါဟုတ်ပြီပထမဆုံးဇလန်ကိုတွားကြည့်ရအောင်ဒါကတော့ဖြစ်နိုင်ခြေအ ਨੇ ဆုံးလို့ပြောကြတဲ့ဇလန်ပေါ့ဘာလဲဆိုတော့ AI တိုးတက်မှုကဒီမတင်ရက်သွားရင်ဘယ်လိုလုပ်မလဲရုတ်တရက်ကြီးနိုင်ရန်ကုန်ဝန်တက်လဲတလို့မျိုးဒီထက်ပိုမကောင်းတော့ဘူးဆိုရင်ဘာတွေဆက်ဖြစ်မလဲအင်းဒါကဘာလို့ဖြစ်နိုင်ခြေနည်းလဲဆိုတော့ အခုထိတော့ဤပညာရာဒီတဲ့ပိုးမတော်နိုင်တော့ဘူးဆိုတဲ့အတားအဆီးမျိုးမတွေ့သေးဘူးလေပြီးတော့တကဘာလုံးကညီညီညွတ်ညွတ်နဲ့ကဲ AI ကိုဒီတဲ့ပိုးမလုပ်ချေဆိုပြီးထိုင်းချုပ်ဖို့ကလည်းလက်တွေ့မှာမဖြစ်နိုင်တဲ့လောက်ပဲဒါမဲ့ခဏလောက်တော့စဉ်းစားကြည့်ကြအောင်လေတကယ်လို့များတိုးတက်မှုကရက်သွားခဲ့ရင်တောင်အကျိုးဆက်တီးကမသေးဘူးဗျအဓိကကတော့အခုကျွန်တော်တို့ကြုံနေရတဲ့တရင်ချက်လက်ရှုပ်ထွေးမှုတွေထဲမှာပဲအမြဲတမ်းပိတ်မိနေတော့မှာဒါကလူဖွဲ့စည်းပေါ်တက်ရောက်မှုအကြီးဆုံးပဲစဉ်းစားကြည့်လေ ဘလူမဆိုဥမာနိုင်ငံကောင်းလုံးတယောက်ကသူ့လုံးဝမပြောခဲ့တဲ့စကားတွေကိုပြောနေတဲ့ဗီဒီယိုအတုတကယ်အစ်အတိုင်းပဲဖန်တီးနိုင်တယ်။ဒါမှမဟုတ်ပဒုံကမမဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုကိုတပ်ဖွဲ့အထောက်အထားနဲ့တကွာဖန်တီးနိုင်တယ်။အဲဒီလိုအခြေအနေမှာဘယ်အရာကအမှန်ဘယ်အရာကအမှားလဲဆိုတာကိုဘယ်သူမှမပြောနိုင်တော့ဘူး။အဲဒီတော့အတိအပဲရှိတဲ့ဆွေးနွေးမှုတွေဘယ်လိုလုပ်လုပ်နိုင်တော့မလဲ။ဒါကိုပဲ online ပေါ်ကပုံအမှန်တရားပြောကွဲသွားတယ်လို့ပြောတာ။ကဲဒုတိယဇလန်းကိုဆက်ကြည့်အောင် ါကတော့ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ယူဆကြတယ်။ဒီဇလက်မှာတော့ AI ကရမသွားဘူး။ဒါပေမဲ့အရန်ကြီးလည်းမမြန်ဘူး။ဖြည်းဖြည်းနဲ့မှမှခတ်မှန်းလို့ရတဲ့နှုံတစ်ခုနဲ့တိုးတက်နေတာ။ထင်းကျုပ်လို့ရတဲ့တော်လန်ရည်တစ်ခုပေါ့။ဒီအနာဂတ်ကတော့ကောင်းတာရော့ဆိုးတာရော့တွန်းတွဲနေတယ်။အဲတစ်ဖက်မှာအန်တီရည်ရှိတာပေါ့။ဥပမာလူတယောက်ချင်းစီကိုအသေးစင်ဖိမှတ်ထားပြီးလင်းလေတာမျိုးတွေပုံများလာနိုင်တယ်။အလောက်ကိုင်းတွေလည်းဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တယ်။ဒါပေမဲ့အဓိကအချက်က တိုးတက်မှုကဖြစ်ဖြစ်ချင်းဖြစ်နေတာဆိုတော့လူအဖွဲ့အစည်းကလိုက်ပြီးပြင်ဆင်ဖို့အချိန်ရတယ်။ဥပဒေတွေစည်းမျဉ်းတွေထုတ်ပြီးအနေအထားကိုထိန်းချုပ်ရင်းနဲ့တစ်ဖက်ကတိပံပညာတိုးတက်မှုလိုအကျိုးကျေးဇူးတွေကိုခန်းစားလို့ရမှာပါ။ဒါကဘာနဲ့တူတယ်လဲဆိုတော့ TV တွေတိုးတက်လာပေါ်နဲ့တူတယ်ဗျာ။အဖြူမဲကနေရအောင်ဆုံးဖြစ်လာတယ်။ပြီးတော့ high definition 4K စသဖြင့်ပေါ့။ဒါစင်ပြီးတဆင်လာတာ။ဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ကြိုတည်နေတော့ပြင်ဆင်လို့ရတယ်။ အဲ့လိုပဲ AI ကလည်းဖြည်းဖြည်းမှန်မှန်တိုးတက်လာမယ်ဆိုတဲ့သဘောတရားပေါ့အဲ့လိုဖြည်းဖြည်းမှန်မှန်တိုးတက်တဲ့ AI ကဖြည်းဖြည်းမေးနိုင်မယ်အကြီးကြီးပြဿနာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့စိတ်မကောင်းစရာပဲအခုနောက်ပိုင်းမှာတစ်ပန်ဆိုင်ရာရှာဖွေတွေ့ရှိမှုအကြီးကြီးတွေကတဖြည်းဖြည်းနင်းလာနေတယ်အဲ့ဒီမှာ AI ကဝန်ကူညီနိုင်တယ်အများကြီးရှိတဲ့ data တွေကိုခွဲခြားစိတ်ဖြာပြီးလူတွေမမြင်နိုင်တဲ့ဆက်ဆက်မှုတွေကိုရှာဖွေပေးနိုင်တယ်အဲ့ဒီခါကျရင်တစ်ပန်ပညာတိုးတက်မှုကပြန်ပြီးအရှင်ရလာနိုင်တာပေါ့ ကဲတတရမြောက်ဇလန်ဒီတကူမာတော့အချင်းကြီးကလုံးဝပြောင်းသွားပြီ ဖြစ်ဖြစ်မှန်မှန်ဆိုတော့ကိုုံမေ့လိုက်တော့ဒီမှာကအရှင်ဟုံလေးတက်သွားတာတောင်ပေါ်ကဒီနီမောလုံးလေးလိမ့်ချလိုက်တယ်လို့ပဲအောက်ရောက်လေးပို့ကြည့်လာလေပုံမြန်လာလေအဲ့လိုထန်ညွန်းကိန်းပုံစံတိုးတက်မှုကိုပြောနေတာဒီသဘောတရားကို AI flying wheel လို့ခေါ်တယ်လက်ပါအားပေါ့ဘလို့လို့လို့လဲဆိုတော့လွယ်လွယ်လေးပဲအဆင့်1လက်ရှိ AI တွေရှိတယ်အဆင့်2ဒါကအရေးကြီးဆုံးပဲအဲ့ဒီ AI က သူ့ထပ်ပိုကောင်းတဲ့နောက်မျိုးဆက်အရင်ကိုဖန်တီးဖို့ကူညီပေးတယ်။အဲ့ဒီတော့အဆင့်3မှာဖန်တီးတဲ့လုပ်ငန်းစဉ်ကပုံမြန်လာရောနောက်ဆုံးမှာတော့အဆင့်4အဲ့လိုနဲ့ AI က AI ကိုပြန်ဖန်တီးအရှင်ကတက်ထလာပြီးထက်ညွှင်းကိန်းပုံစံတိုးတက်မှုစတာတာပဲ။ဒါစေကူးရင်တစ်ဖင်ဇလန်လေးလောက်ထင်နေလားမဟုတ်ဘူးဗျာဒီဥမာကိုကြည့်ဒါက LLM တွေမပေါခင်ကတည်းကဖြစ်ခဲ့တာသူတေးတီတွေကစဲတဲ့တွေရှာဖုတ်လုပ်ထားတဲ့ AI ကိုရွေရှက်ပြောင်းပြီးအနေရရှိတဲ့ဓာတ်သူ PC တွေရှာခိုင်းလိုက်တယ်။ဘာဖြစ်သွားလဲဒီလား 6နာရီပဲကြာတယ်။6နာရီတင်းမှာပဲသစ်စင်နိုင်တဲ့ VX အာယုံကြောတက်ငွေကိုတီထွင်လိုက်တယ်။အဲ့ဒါတခုတည်းမဟုတ်ဘူး။ Airport ဆိုတဲ့ဓာတုပစ္စည်းပေါင်းထောင်ထဲချပြီးရှာပြလိုက်သေးတယ်။ဒါကအရှိန်မြင့်လာရင်အန်ဒီတွေကဘလောက်မြန်မြန်နဲ့ခံမှန်းလို့မရအောင်ပေါ်လာနိုင်လဲဆိုတော့ပြနေတာပဲ။ဒါပေမဲ့အရှိန်မြင့်တိုးတက်မှုကအန်ဒီချီးပဲတော့မဟုတ်ဘူးပေါ့။လူဖွဲ့စည်းကိုအကြီးအကျယ်ပြောင်းလဲပြနိုင်တဲ့အလားအလာလည်းရှိတယ်။ဘလောက်ကြီးတဲ့ပြောင်းလဲမှုလဲဆိုတော့တိဖို့တမိုင်းကိုခဏပြန်ကြည့်အောင်။ဥပမာ ထောင်ရှိရ65ခုနှစ်တုန်းကပေါ့လူတယောက်ကသူ့တသက်မှာပြားများအလုချိန်နိုင်ပေါ့တသိန်းနဲ့တောင်းကျော်လုခေရတယ်တော်တော်များတာနော်တဘဝလုံးအလုနဲ့ချီရွေးကွန်းသွားသလိုပဲကဲအဲ့နေထောက်ကိုချီဆဲခုံကြည့်လိုက်အဲ့တသိန်းနဲ့တောင်းကျော်ကနေနိုင်ချတောင်းကိုထောင်ပဲကျန်တော့တယ်ထက်ခွက်နေမှကျသွားတယ်ဒါဘာလို့ပြနေလဲဆိုတော့ကျွန်တော်လူဖွဲ့ကြီးကလှုပ်ချင်အများကြီးယော့ထွားတာကိုလက်ခံနိုင်တယ်လိုက်လျောညီထွေးနေနိုင်ခဲ့ပြီးပြီဆိုတော့တက်သေးပြနေရပဲ ဖြစ်နိုင်လားဖြစ်နိုင်လားမေးကြမလို့ကျွန်တော်တို့လုတ်ခဲ့ပြီးသားအဲ့တော့ဒီအချိန်မြင့်တူတက်မှုဇလန်းကကျွန်တော်တို့ကမေးခွန်းကြီးတစ်ခုမေးလာတယ် AI ကတအလုတ်အများစုကိုလုတ်ပေးသွားမယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ခါထပ်ပြီးလိုက်လို့ညီထွေနေနိုင်အောင်မလားရလာတဲ့အားလက်ချင်တွေအများကြီးနဲ့ဘာလို့ကြက်မလဲအဲ့ဒါကကောင်းမွန်တဲ့ပေါ်ကဖြစ်မလားဒါမှမဟုတ်ပြင်းကြီးညင်းငွေစရာပေါ်ကဖြစ်မလားအလုတ်နဲ့အားလက်ချင်ဆိုတာကိုအစနဲ့ပြန်စဉ်းစားရတော့မှာကဲနောက်ဆုံးဇလန်းကိုရောက်လာပြီဒါကတော့ လူပြောများဆုံးစကူးရင်မှုများဆုံးဇလန်တော့ AI ကအလုပ်တစ်ခုနှစ်ခုမှာပဲတော်တာမဟုတ်တော့ဘူး Artificial General Intelligence AGI လို့ခေါ်တဲ့အရာအားလုံးမှာလူလောက်ဒါမှမဟုတ်လူထက်တော်လာတဲ့အခါဘာဖြစ်မလဲအဲ့ဒါပေါ်ပြီး Super Intelligence လူဉာဏ်ကြီးထက်အစစ်အပေါင်းများစွာတာလွန်သွားရင်ကောအဲ့ဒီအချိန်ကျရင်လူသားတွေကကဘာရဲ့အထွတ်အထိပ်မဟုတ်တော့ဘူးဒီနာကတ်မှာတော့ရှင်းရှင်းလေးပဲလမ်းတွေပဲရှိသေးတယ်တလန်းကတော့ကောင်းကင်ဘုံလမ်းလူတွေရဲ့ပြဿနာအားလုံး ယောဂဗရေတွေကစရာဒီယိုတို့ပြဿနာအဆုံးအကောင်လုံးကိုဖြည့်ရှင်းပေးမယ် AI ကျွန်တော်တို့ကိုကဲတင်မဲ့သူပေါ့နောက်တလန်းကတော့ငရေလမ်းမယ်ကျွန်တော်တို့ကိုအနောက်ရှက်တစ်ခုလိုမြင်ပြီးဖယ်ရှားပေးမယ် AI ကျွန်တော်တို့ရဲ့တည်ရှိမှုကိုချိန်ချောက်မဲ့သူဒါပေမဲ့ဒီညမှာခဏရပ်ပြီးစဉ်းစားစရာတခုရှိတယ် AI ကြောင့်ကဘာပြမဲ့ချောင်းကြီးကိုပဲတွေးပြီးကြောင်းနေတာကတကယ်တော့အလွယ်ဆုံးပဲအဲ့လိုတွင်းနေဘာမှလုပ်စရာမလိုတော့ဘူးလေစာရုပ်သူကပြောတာက အဲဒီလိုအဆုံးစုံကိုပဲစဉ်းစားနေရတာကကျွန်တော်တို့ကိုလက်ရှိဖို့ဖိနိုင်ခြေရှိတဲ့အနာဂတ်တွေအတွက်ပြင်ဆင်ဖို့ရွေးချယ်မှုတွေလုပ်ဖို့အခွင့်အရေးကိုဆုံးရှုံးစေတယ်တဲ့ဆိုတော့ထိုင်းပြည်စိတ်ကူးရင်နေမဲ့စာလက်ထွေမှာမပါလို့လို့ရမလဲဆိုတော့အာယုံဆိုင်ကြအောင်အဲ့တော့နေကုန်းချုပ်အနေနဲ့ပြောချင်တာကဒါပါပဲ AI ရဲ့အနာဂတ်ဆိုလားရုပ်ရှင်တကားလို့ထိုင်ကြည့်နေရမယ့်အရာမဟုတ်ဘူးကြိုတင်ရေးထားတဲ့ဇာတ်ညွန်မဟုတ်ဘူးဒါဟာကျွန်တော်တို့လုပ်မဲ့ရွေးချယ်မှုတွေရဲ့ရလဖြစ်လာမှာအဲ့ဒီရွေးချယ်မှုတွေကပဲ ဘေးဒုက္ခဖြစ်မလားဒါမှမဟုတ်တခြားတစ်ခုခုဖြစ်မလားဆိုတာကိုဆုံးဖြတ်ပေးမှာအဲ့ဒီတခြားတစ်ခုခုဆိုတာကိုဖော်ပြဖို့အတွက်စာရေးသူက The Lord of the Rings ကိုရေးခဲ့တဲ့ JRR Tolkien ရဲ့စကားလုံးတစ်လုံးကိုယူသုံးထားတယ်။ E catastrophe တဲ့ အတဲဖေကပုံမှန်ဖြိုးရှင်စရာဇက်သိမ်းမျိုးမဟုတ်ဘူးအရာအလုံးဆုံရှုံသွားပြီးရှုံးပြီလို့ထင်နေတဲ့အချိန်မှာယူတဲ့ချီဖြစ်လာတဲ့ဝမ်းသာစရာအလက်အပြားကောင်းတစ်ခုကိုဆိုလိုတာဆိုလိုချင်တာကဘေးဒုက္ခလို့ထင်ရတဲ့အရာတွေတဲကနေတောင်မှမမျောလင့်ထားတဲ့ကောင်းချိုတွေထွက်လာနိုင်နေဆိုတဲ့မျောလင့်ချက်ပေါ့ AI အနာဂတ်အတွက်လည်းအဲ့ဒီလိုမျောလင့်ချက်မျိုးရှိနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ရွေးချယ်မှုဆိုတာရုပ်ရှင်တွေတဲကလို့ကဘာကြီးကိုကစ်တင်မဲ့ခလုံကြီးတစ်ခုကို neglect တာမျိုးမဟုတ်ဘူး တကယ်တော့နေ့စဉ်တည်းအမျှကျွန်တော်တို့အားလုံးလိုနေတဲ့ဆုံးဖြတ်ချက်လေးတွေပဲဒီ AI နီးပညာကိုလူတွေကိုစောင့်ကြည့်ဖို့အလုပ်ဖြုတ်ဖို့တုံးပါလားဒါမှမဟုတ်လူတွေကိုစွန့်ရည်မြင့်တင်ပေးဖို့အတစ်တစ်ဖန်တီးဖို့တုံးပါလားမြင်ညီမျှမှုတွေကိုပိုဆိုးစေပါလားဒါမှမဟုတ်တိုးတက်ဖို့လမ်းကြောင်းတစ်တွေဖွင့်ပေးပါလားအဲ့ဒီလိုဆုံးဖြတ်ချက်လေးတွေအားလုံးပေါင်းပြီးမှကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်သွားမှာပါ။နောက်ဆုံးတော့အဓိကအချက်ကရှင်းရှင်းလေးပဲ။ကပ္ပကြီးကအရန်မြန်မြန်ပြောင်းလဲနေလေ လက်ပိုက်ကြီးနေလို့မရတော့ဘူးကျွန်တော်တို့အားလုံးကဒီဇက်လန်းထဲမှာဇက်ကောင်လေးပဲအဲ့ဒီတော့အရေးကြီးတဲ့မိကုံးကဘာဖြစ်လာမှလဲဆိုတာထက်ကျွန်တော်တို့ကတော့ဘလို့ရွေးချယ်မှုတွေလုပ်ကြမှာလဲဆိုတာပါပဲ